တရားမင်းသခင်ခန်းဆက်နှစ်ပါရမီဖြစ်ပဲဧတော်ရာကပြန်လဲဖြစ်ကြ၏မောင်တော်ဖျားမောင်တော်ပြောတဲ့ကိုကျင်ကောင်းအောင်လေ့ကျင့်ပေးမယ်စနစ်ဟာတိတ်တက်တွေကောင်းမွန်လာအောင်ပဲလုပ်ပေးနိုင်မှာပါလူအဖွဲ့အစည်းရက်တည်နိုင်ဖို့တကယ်လိုအပ်ချက်ဖြစ်တဲ့ဒီဘွားရည်တည်ငြိမ်မှုကိုထောက်ပံ့ပေးနိုင်ပါမလားပြင့်တင်ပေးနိုင်ပါမလားငင်းစရာစကားတစ်ခုအနေနဲ့ဆိုကြပါစို့ ကြကြမှမှာဘာသူကဘာသာအလုံးကိုကျင်တရားနယ်ပြည့်စုံအောင်လောကီလူအင်ဆန္ဒတွေကိလေသာအညစ်အကြေးတွေကကင်းလို့အောင်သူတော်စင်တယောက်ကလှုပ်ပေးနိုင်တယ်ဆိုပါစို့အဲ့ဒီလိုဆိုရင်မျိုးဆက်တစ်ခုတည်းနဲ့လူသားမျိုးဆက်ပြတ်သွားမှာပေါ့အဲ့ဒါဟာအလိုအကျွေးပြုခြင်းမဟုတ်ပါဘူးအတွေးရင်းစရာပြစ်မှုကြီးတာဖြစ်ပါတယ်ပေါ့တော့ဗျာပိဋကထာတိမင်းသမီးကိုတအံတအောကြည့်နေဤ မင်းသမီးဤလွတ်လပ်သောအတွေ့အကြုံကိုသဘောကျနေသည်မှာတည်ကြ၏။ရှင်နာအာရမှုကိုဖုံးကွယ်မထားဘဲမင်းသမီးကိုပြန်ပြော၏။ဓမ္မတော်ရဲ့နည်းနည်းတဲ့အသည့်အလေးမှာဘဟုတုရာကိုမောင်းတော်သဘောကျပါလေ။မောင်းတော်ရဲ့ကျင်ရတော်ဟာသူ့နိုင်မမြင်နိုင်လောက်တဲ့အလှနဲ့မြင့်မြတ်တဲ့သူတော်ကောင်းလက္ခဏာရှိုံနဲ့မကပဲပညာရှိတဲ့မိမတယောက်ဖြစ်တဲ့အတွက်ဝမ်းသာပါလေ။မောင်းတော်က တရမတရားသူကိုထိုးထွင်းသိမြင်ဖို့ကြီးရွယ်ပြောလင့်တာပါပြောစမ်းပါဦးဓမ္မတော်ပြောခဲ့တဲ့အယူအဆတွေဟာဓမ္မတော်ရဲ့ကိုယ်ပိုင်အယူအဆတွေလားတယောက်ယောက်ကဓမ္မတော်လက်ခံအောင်ကြိုက်သွင်းခဲ့တာတွေလားပြောခဲ့တာတွေဟာဓမ္မတော်ရဲ့ကိုယ်ပိုင်အယူအဆတွေလို့ခန်းစားရပါတယ်ဘုံတော်ဘဝနဲ့ပတ်သက်တဲ့လောကကြီးရာနဲ့ပတ်သက်တဲ့အဲ့ဒီအယူအဆတွေကိုထုတ်ဖော်တတ်အောင်ဓမ္မတော်ရဲ့အကြံပေးပုံတော်ကြီးတံပူလာက သွန်အားပေးခဲ့တာထင်ပါတယ်။သူ့ရဲ့ကြွကျင်လိမ်ပါတဲ့ပွင့်ဆိုရှင်းပြချက်တွေကိုဓမ္မတော်နားထောင်ခဲ့ရပါတယ်။ဓမ္မတော်ကိုစာပေတင်ကြပေးတာလည်းသူပါပဲ။သူကတခြားဘုန်းတော်ဆရာကြီးတွေနဲ့မတူဘူး။သူကဓမ္မတော်ကိုအတင်းအကျပ်ဗေဒန္တတွေအလွတ်အကျပ်မခိုင်းဘူး။လွတ်လွတ်လပ်လပ်တွေးခေါ်ယူဆတာကိုအားပေးတယ်။ဘာသာရေးဆရာကြီးတွေအားလုံးရဲ့ယူဆတွေကိုပြောပြပေးတယ် ဲ့ဒီတော့အိမ်မှာတောင်းတင်းတဲ့သီဝါရေးစနစ်နဲ့ကောင်းမြတ်တဲ့ကိုရှင်တရားအပေါ်မှာတည်ထောင်ထားတဲ့ချုပ်အခြားအာဏာပိုင်ဆိုင်တဲ့တို့ရတရက်ကသာကြီးမြတ်ဆုံးဤနဲ့လှုပ်ကြွေးပြုတ်နိုင်တယ်လို့ဓမ္မတော်ပောက်ချက်ချလိုက်နိုင်တာပေါ့ရတောတရာမင်းရဲ့ယူဆကိုစက်ကျင်ကန့်ကွက်စရာမရှိပါဘူးလူကိုအထောက်အကူပြုနိုင်တဲ့စီးပွားရေးစနစ်နဲ့ကိုရှင်တရားလေးကျင့်မှုဆိုတာဘယ်လိုဟာမျိုးဖြစ်မလဲ မတော်ထင်မြင်ယူဆထားတဲ့ဒီဘွားရေးစနစ်ကိုအရင်ပြောပါဦး။တံပူရစီကရခဲ့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားစီရတရားရောက်စီကရခဲ့တာပဲဖြစ်ဖြစ်ဘယ်ကရခဲ့တယ်ဆိုတာမောင်တော်အတွက်အရေးမကြီးပါဘူး။မောင်တော်တို့ရင်ကြောက်ရွံ့ခြင်းကင်းတဲ့ကဘာကျန်းသာကြွယ်ဝတဲ့ကဘာနဲ့ပတ်သက်လို့သောသောကမောင်တော်ပြောတဲ့ယူဆတွေဟာတံပူရရဲ့ယူဆတွေနဲ့တော်တော်ကိုတူပါတယ်။ ဤတွင်ကစည်းစိမ်မှန်သမျှကိုတို့ရကတိမ့်ပိုက်ထားရမယ်။တက်ယုံတွေကုံသွယ်မှုတွေဒိဋ္ဌံမွေးမြူရေးတွေကိုလည်းအစိုးရကပဲစီမံကွက်ခဲ့ရမယ်လို့တန်ဘူလကပြောပါတယ်။အဲ့ဒီလိုလုပ်လိုက်ရင်တန်းကျွယ်တည်းကြီးတွေရှိမှာမဟုတ်တော့ဘူး။သင်ရဲ့မွေးတည်တဲ့သရောင်းသားတွေလည်းရှိမှာမဟုတ်တော့ဘူးလို့သူယူဆပါတယ်ဗျာ။ပေါင်းလိုက်တဲ့ကြံပါလား။အဲ့ဒီလိုအစိုးရတည်းရဲ့ထူထောင်လိုက်ရင် ငွေနောက်လိုက်နေတဲ့ဩဇာရှိတဲ့တကြွယ်ကြီးတွေပျောက်ကွယ်သွားမယ်ဆိုတာတန်တရားမရှိပါဘူး။ဒါပေမဲ့သူတို့နေရာကိုဘယင်းမင်းမြတ်တဲ့မိဖုရားတွေမိညီမင်းသားတွေနောက်လိုက်နောက်ပါအရာရှိတွေကဝင်ယူမသွားကြပြီဘူးလား။သိစဉ်ဩဇာကြော်ဝမှု မတူညီတာကိုဤအောင်ညှိဖို့ပြစ်နိုင်တယ်ဆိုရင်တောင်မှအာနာပါဝါကိုတော့ဤအောင်ညှိလို့ရမယ်မထင်ပါဘူးနှမတော်။ ဂျိုးဆက်အနေနဲ့ပြစ်လာနိုင်တာကရာသက်ပံဆင်းရဲလာခဲ့တဲ့အောက်ခြေလူဒန်းစားအများစုဟာပြိနေမှုတစ်မျိုးကလွတ်မြောက်ပြီးပြိနေမှု နောက်တစ်မျိုးအောင်ရောက်သွားပါပါပဲ။တရားမျှတတဲ့အောက်ချုပ်သူရဲ့လက်ထက်မှာအဲ့ဒါမျိုးပြစ်မလာနိုင်ပါဘူးမောင်တော်ဗျာ။ဒေတော်ရီယာရဲ့မောင်တော်တို့ရဲ့စိတ်ကူးတွေကစီးပွားရေးစနစ်ကိုကျင့်သုံးတဲ့တရားမျှတတဲ့အောက်ချုပ်သူ ပေါ်ပေါက်ခဲ့မှုတယ်လို့ကြားဘူးလို့လား။ မကြဘူးပါဘူးမောင်တော်ဖေဟာလက်ရှိလူမှုရေးစနစ်ကိုစည်ရေးအရာပြင်းထန်မြင့်ပြအောင်တုတ်တင်ပြီးမှာပဲဒက်ခွဲချမှုအနာဘာဝခွဲခြားမှုတွေကင်းတဲ့နိုင်ငံမျိုးထူထောင်နိုင်လိမ့်မယ်လို့တံဘူလာကပြောပါတယ်ဖေဟာရတောရာသောသောကမောင်တော်ပြောခဲ့တဲ့ကိုရှင်တရားလေ့ကျင့်ပေးတဲ့စနစ်ကအများကြီးပိုပြီးရေးကြီးတယ်ဆိုတာကို ခုမင်းနားလည်တော့ပြီဖြစ်ပါတယ် မကံပြောင်းမမှုကိုကျင့်သုံးနိုင်မှာပဲမြင်ကောင်းမြင်မြတ်ရဲ့လို့ဖြစ်ပေါ်လာနိုင်လိမ့်မယ်လူရဲ့လွတ်မြောက်မှုနဲ့ပျော်ရွှင်မှုဟာဒီစဉ်ဥစ္စာအပေါ်မှာမိတီတာမဟုတ်ဘူးလူစိတ်ထဲမှာဖြစ်ပေါ်တဲ့မကံပြောင်းမမှုအပေါ်မှာမိတီတာခုချိန်တည်းသဘူတိုက်တဝန်းလုံးမှာမြင်ကောင်းမြင်မြတ်မပေါ်ထွန်းသေးဘူးဆိုရင်အဲ့ဒါဟာတတဘာမပေါ်ထွန်းသေးလို့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲတိုင်းနိုင်ငံအများစုက ်ဤစဉ်ဥစ္စာနဲ့အာနာပါဝါရီပိုင်ဆိုင်ထားကြပေမဲ့သူ့အဖွဲ့အစည်းကြီးတကူလုံးဒုက္ခပင်လယ်ဝေနေကြရတာပေါ့အများကောင်းစားဖို့အများပျော်ရွှင်ဖို့အဲ့ဒီတရမကူငါရှာဖွေမယ်အချိန်ကြာမယ်ဆိုတာငါသိတယ်တက်ခဲမယ်ဆိုတာငါသိတယ်အာသုံခွန်ဆိုင်လောက်ရမယ်ကိစ္စဖြစ်တယ်ဆိုတာငါသိပါတယ်တေတောရာလူသားတွေကိုအကြီးမြတ်ဆုံးလက်ဆောင်ပေးဆက်နိုင်ဖို့အတွက် မြင့်ရဲ့ပူပေါင်းပံ့ပိုးမှုကိုမောင်းတော်လိုချင်ပါတယ်ယတောဒရာတိမတ်တပ်ရက်လိုက်ပြီးမင်းသားကိုတမင်သက်သက်ချင်းယူ၍ငေးဆိုင်ကြည့်နေပြီးဤမှစကားဆိုကြည့်မောင်းတော်မောင်းတော်အတွက်ဂွန်ယူပါတယ်မောင်းတော်စိတ်ထဲမှာဘာရှိတယ်ဆိုတာကိုနှမတော် နားလည်ပါတယ်အဲ့ဒီစေကူကမြစီမအင်ပါယာကြီးတီထောင်မယ်ဆိုတာထက်အများကြီးပိုပြီးမြင့်မြတ်တယ်ဆိုတာကိုလည်း ကောင်းကောင်းနားလည်ပါလေ။မောင်တော်ကြီးရွယ်တဲ့အတိုင်းညာလင်းရရှိဖို့တော်တယ်သွားစရာမလိုဘူးထင်ပါလေ။ဓမ္မတော်နဲ့နီနီနာနာဒီနန်းဆောင်ထဲမှာပဲနေရင်းနေရောအဲ့ဒီညာလင်းမရနိုင်ဘူးလား။မောင်တော်ကသူ့ညံ့ပါပြီတဲ့နဲ့ဖြစ်နိုင်ပါဘူးမောင်တော်ရဲ့။မောင်တော်ကမုံမြတ်တဲ့တရားသူကိုရှာဖွေတာဖြစ်ပေမဲ့မောင်တော်ဒုက္ခရောက်တာကိုဓမ္မတော်မကြားရဲ့မမြင်ရဲ့နိုင်ပါ ။နန်းဆောင်နေကြမြေကွက်ကောင်းကောင်းတနေရာမှာတည်တံ့ဆောင်လေးတစ်ခုဆောက်ပြီးတိတ်ကြိုင်နေပေါ့မောင်တို့ရဲ့။ကမ္မထန်တရားတွေပွားများပေါ့။မောင်တို့ပြောပြခဲ့တဲ့မှန်ကန်ဖြောက်မှတ်တဲ့ကျင်လန်းနဲ့တရမအပေါ်မှာပဲအာယုံဆိုင်နေပေါ့။ဓမ္မတော်ကမောင်တို့ကိုကျွန်တယောက်လိုပြုစုလို့ကြွေးပါမယ်။မောင်တော်နှမတော်ကိုကွဲမသွားပါနဲ့မောင်တော်ထွက်သွားရင်ခံစားရမယ့်ဝန်내ကြေကွဲမှုကိုနှမတော်ခံစားနိုင်မှာမဟုတ်ဘူး ။ရတောရရရဲ့မင်းကဉာဏ်ပညာကြီးရင်သူပါ။မောင်တော့ကို ချစ်လို့ဒါတွေပြောနေတယ်ဆိုတာမောင်တော့သိပါတယ်။စိတ်ကြီးငြိမ်မှုတမာရီဟာအိမ်တော်တဲ့ဘဝနဲ့ဆက်ဟပ်ပါဘူး။မောင်တော့စိတ်ဟာပေါင်းကင်မှာလွတ်လပ်လွင်မြောနေတဲ့ဝါကွမ်းမြင်လေးလိုပြပအာယုံအနှောင့်အယှက်တွေကနေကင်းလွတ်နေရမယ်။ဒါဆိုရင်လဲမောင်တော့ရဲ့ကပီလိုမျိုးတွေကမောင်တော့ကြိုက်တဲ့နေရာမှာပဲနေပါတော့။ မဟုတ်သေးဘူးရေတော်ရာဒါဖြစ်ရင်လဲတက်ကြနေပြီတော့ဘိုင်နဲ့ထဲကတင့်တော်တဲ့တဏီယာယာမှာနေပါလားမောင်တော်ရေဒါတော့လောလောဆယ်မပြောနိုင်သေးဘူးမောင်တော်မှာရှိနေတဲ့အတ္တကိုပယ်တတ်နိုင်ဖို့အမျိုးအနွယ်တွေအမျိုးဆက်တွေမင်းဆက်တွေကိုထက်မတွက်ပဲပြေနဲ့ရောင်ရဲနိုင်တဲ့ဘဝမျိုးအမှန်တကယ်ကို အသားကြနေမှာဖြစ်မယ်ဒီတော့ဒီစကြဝဠာကြီးတွေကမောင်တော်ခြေချတဲ့နေရာတိုင်းဟာ ောင်တော့အိမ်ဖြစ်လိမ့်မယ်။ရတောရာသည် မြေပြင်ပေါ်ဒူးထောက်ထန်ချလိုက်ပြီးသိဒ္ဓထာဤခြေစုံကိုပွတ်ပိုက်ကခြေပမိုးတို့ကိုနမ်းဆိုင်လေ၏။ထို့နောက်တိမ်မွေ့စွာစကားဆိုလေသည်။မောင်တော့မေးမတွက်နိုင်တဲ့ဘဝတန်ត្រာတွေမှာ မောင်တော့ကိုချစ်မြတ်လို့ခဲ့ရပါတယ်ခင်ဗျာ။မောင်တော့အပေါ်မှာကျွန်းနွန်စွာ စ္စာစောင့်တည်တဲ့မောင်တော်မယာမိရတော်မောင်တော်အတွက်ထူတောင်းပေးပါတယ်ဗျာမခံစားနိုင်ပါဘူးမောင်တော်လူခံစားချက်ရှိတဲ့မိမတယောက်အနေနဲ့ပြောမိပါတယ်ဗျာဒါပေမဲ့လေသူတစ်ပါးတွေလွံ့မြောက်ဖို့အတွက်ဘဝနဲ့ရင်းပြီးရည်ရွယ်ရတဲ့နေသားတယောက်ရဲ့သတိပြုတယောက်အနေနဲ့ပြုံးလိုက်ပါတယ်မောင်တော်ပြင်းပြတဲ့တွေ့အကြံဒီဖြစ်ပေါ်နိုင်ပါစေ ။တမ္မာဒေဝနတ်မြတ်နတ်ကောင်းကြီးရဲ့ကုညီဆောင်ရှောက်မှုဆံယူနိုင်ပါစေဗျာ။